မင်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတောင်ယူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ထိုင်းစစ်တပ်ကကမ္ဘောဒီးယားပတ်ချံကာစီနိုယုံကို F16 လေယာဉ်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့သတင်းယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်သစ်ပါဝင်လက်နက်ဝယ်ယူဖို့ဒေါ်လာတန်းရှီယာလိုအပ်နေတဲ့အကြောင်းဇယ်လန်စကီရဲ့ပြောဆိုချက်သတင်းနဲ့ ဂါဇာကိုပိုင်းခြားထားတဲ့ဝါရောင်မြင်းဟာအစ္စရေးရဲ့နေဆက်အသစ်ဖြစ်တယ်ဆိုပြီးစစ်ဦးစီးချုပ်ကပြောဆိုလိုက်တဲ့သတင်းတွေပဲဖြစ်ပါတယ်။ဒမဇုန်တင်ဆက်ပြီးမှာကတော့ ကမ္ဘောဒီးယားရဲ့ drone ကုကဲရေးစင်တာဖြစ်အသုံးပြုနေတဲ့ကာစီနိုယုံတစ်ခုကို Time F16 တိုက်လေယာဉ်ကပုံကျဲတိုက်ခိုက်ခဲ့တယ်လို့စစ်တပ်အနေနဲ့အတည်ပြုထုတ်ပြန်ပါတယ်။ထိုင်းလူထုအပေါ်ချင်းချောက်လျက်ရှိတဲ့ဒုံးကျည် rocket scan တွေကိုလည်းလေတပ်ကပြစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုပြီး Bangkok Post သတင်းစာမှာဖော်ပြထားပါတယ်။ဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းက ဥပုရချာဌာနီခရိုင်နေဆက်တစ်ဖက်ချမ်းမှာရှိတဲ့ကာစီနိုရုံကိုဘုံကျဲခဲ့တာဖြစ်တယ်လို့စစ်တပ်ပြောခွင့်ရပိုချုပ်ကြီးဝင်းတိုင်းဆူဗာရီအနေနဲ့ပြောပြသွားပါတယ်ကမ္ဘောဒီးယားအနေနဲ့တာဝေးပစ်လက်နက်တွေကိုတက်ဖြတ်လာတဲ့အလျောက်ခုခံကာကွယ်ဖို့ကလွဲပြီးရွေးချယ်စရာမရှိဘူးလို့လည်းဖြည့်ဆွတ်ပြောကြားပါတယ် ်အထူးသဖြင့်တရုတ်လုတ် PHL 03ဒုံးကျည်တွေနဲ့အတူ ကမ္ဘောဒီးယားဟာဘူရီယန်လေစိတ်အပါဝင်ဆူရင်ခန်ကဆေးရုံတွေကိုပြစ်ခတ်လာနိုင်ခြေရှိတဲ့လျောက်အခုလိုမျိုးထိုင်းစစ်တပ်အနေနဲ့လေကြောင်းစစ်ဆင်ရေးပြုလုပ်ရတာဖြစ်တယ်လို့သုံးသပ်ထားကြပါတယ်ထိုင်းဝန်ကြီးချုပ်အနူတင်းချန်ဝီရာကူးကတော့ကမ္ဘောဒီးယားနဲ့ညှိနှိုင်းဆွေးနွေးတာမျိုးကိုထပ်လုပ်တော့မှာမဟုတ်ဘူးဆိုပြီးပြက်ပြက်သားသားညှင်းဆိုလိုက်ပါတယ်။ချုပ်တို့ကို သူတို့ဘက်ကအရင်ထိပါတာပါ ဒါကြောင့်မဲကျုပ်တို့ပြန်ပြီးတုံ့ပြန်ရတာဖြစ်တယ်လို့ဝန်ကြီးချုပ်အနေနဲ့မှတ်ချက်ပေးတော့ပါတယ်။ဒါဟာပြီးခဲ့တဲ့ဇူလိုင်လအတွင်းလူပေါင်း48ဦးကိုတိတ်ဆုံးစေခဲ့တဲ့နှစ်ဖက်တိုက်ပွဲတွေအပြီးအပြစ်ခတ်ရဲစဲထားရကနေအခြေအနေတွေတဖန်ပြောင်းလဲတင်းမာလာခဲ့တာပဲဖြစ်ပါတယ်။ ဆက်လက်တင်ဆက်ပေးမှာကတော့ရုရှားနဲ့စစ်ပွဲအဆုံးသတ်ရေးအတွက်ပြန်လည်ပြင်ဆင်ထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်တစ်ခုကို American C တင်ပြပြီးမျှဝေသွားမှာဖြစ်တယ်လို့ Ukraine သမ္မတ Zelensky ကဒီဇင်ဘာလ9ရက်နေ့မှာပြောကြားပါတယ် We stand with Ukraine um and if there's to be a ceasefire it needs to be a just ဒီဇင်ဘာလ၈ရက်နေ့တွင်ပြင်သစ်ဂျာမနီပြည်တင်ခေါင်းဆောင်တွေနဲ့အတူလန်ဒန်မြို့မှာတွေ့ဆုံခဲ့ပြီးနောက်အခုလိုမျိုးဇယ်လန်စကီအနေနဲ့ပြောဆိုသွားခဲ့တာပါလက်ရှိစစ်ပွဲလေးနှစ်နီးပါးရှိလာချိန်မှာပဲအလျှော်ပေးပြီးငြိမ်းချမ်းရေးရယူဖို့အတွက်ယူကရိန်းကိုအင်ဖီရိုဘက်ကဖိအားပေးလျက်ရှိပါတယ်ဒါရုရှားဘက်လိုက်တယ်ဆိုပြီးရှုမြင်ခံထားရတဲ့ထရမ့်ရဲ့အစီအစဉ်ကိုဟန်ချက်ညီအောင်ဥရောပနိုင်ငံတွေဘက်ကယူကရိန်းနဲ့အတူဝန်းရံပေးနေတာလည်းဖြစ်ပါတယ် လက်ရှိပြင်ဆင်ထားတဲ့မူထဲမှာအချက်20အထိပါဝင်ပေမဲ့လည်းအဓိကအငင်းပွားစရာဖြစ်နေတဲ့နေမြစ်ဆွလရေးကိစ္စနဲ့ပတ်သက်လို့တော့သဘောတူညီချက်မရသေးဘူးဆိုပြီးဇယ်လန်စကီအနေနဲ့အခုလိုပြောပြပါရယ်အမေရိကန်နေရဲ့သဘောထားဟာမူအားဖြင့်အပေးယူအ short in လုပ်ပြီးသဘောတူညီချက်ယူဖို့ဖြစ်ပေမဲ့လည်းနေမြစ်ကိစ္စမှာကြတော့အဲ့ဒီတိုင်းလုပ်ဖို့အဆင်မပြေသေးပါဘူးလို့ဆိုထားပါရယ် အမေရိကန်ရဲ့အဆိုပြုချက်ကိုဇယ်လန်စကီကိုယ်တိုင် ဖတ်တောင်မကြည့်ရသေးဘူးဆိုပြီးထရမ့်ကဒီဇင်ဘာလ9ရက်နေ့မှာဆွဆွဲပြောဆိုခဲ့ပါတယ်ဒါပြင်အခုနှစ်အတွက်အမေရိကန်စီကနေလက်နက်ဝယ်ယူဖို့နောက်ထပ်ဒေါ်လာသန်းပေါင်း800ကို လိုအပ်နေတယ်ဆိုပြီးဇယ်လန်စကီအနေနဲ့တရားပြောဆိုခဲ့ပါတယ်။ဒါယူကရိန်းတောင်းဆိုထားတဲ့ ဒေါ်လာ1.5ဘီလီယံတဲကတန်ပေါင်း900ကူနယ်သာလန်အနေနဲ့ခွဲဝေချထားပေးခဲ့ပြီးဖြစ်တဲ့လျောက်နောက်ထပ်တန်း800အထိလိုအပ်နေတာဖြစ်ကြောင်းရှင်းပြတော့ပါရီနော်ဒေးခ်နော်ဒေးခ်လေဒါ နောက်ထပ်သတင်းပုတ်အနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အပြစ်ရဲ့အစီအစဉ်အရဂါဇာကမ်းမြောင်ဒေသကိုပိုင်းခြားထားတဲ့ Yellow Line ဟာအစ္စရေးနိုင်ငံတော်နယ်စပ်စီးအစ်စ်ဖြစ်လာခဲ့တယ်လို့စီးဥစည်းချုပ်ဖြစ်သူက ပြောကြားပါတယ်လက်ရှိတက်ဆွဲထားတဲ့နေရာတွေကိုဆက်လက်ခြေကုပ်ယူသွားမှာဖြစ်တယ်ဆိုပြီး Israel စစ်ဦးစီးချုပ် EL Samira ကစစ်သည်တွေနဲ့တွေ့ဆုံချိန်မှာ ပြောဆိုသွားခဲ့တာပါ ဇူလူရာကတော့အီဂျစ်ဘက်ကိုအဝင်ထွက်လုပ်နိုင်တဲ့နေဆက်ဒေတာနဲ့စိုက်ပျိုးမြေအများစုအပါအဝင်ဂါဇာနယ်မြေရဲ့ထောက်ဝက်ကျော်ထိအစ္စရေးအနေနဲ့ဆက်လက်ထိန်းချုပ်ထားမဲ့သဘောပဲဖြစ်ပါတယ်။ဒီမြင်းဝါဟာနေဆက်စီးအစ်စ်ဖြစ်ပြီးရှေ့တန်းကာကွယ်ရေးမြင်းနဲ့စစ်စင်ရေးလှုပ်ရှားမှုလမ်းကြောင်းဖြစ်အသုံးပြုသွားမှာပါလို့ဇမီးရအနေနဲ့မှတ်ချက်ပေးခဲ့ပါတယ်။ အဲ့ဒီပြောဆိုချက်အရအစ္စရေးကဂါဇာကိုတိမ့်ပိုက်မှာမဟုတ်ဘူးဆိုပြီးအော်တိုဘလမှာလက်မှတ်ရေးထိုးခဲ့တဲ့အပြစ်ခတ်ရစဲရေးသဘောတူညီချက်နဲ့လဲစန့်ကျင်ရာရောက်လို့နေပါတယ် လက်ရှိအစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်ပါလက်စတိုင်းလူဦးရေနှစ်သန်းကျော်ဟာဝါရှင်တန်ဒီစီမြို့ထက်တင်းခဲ့တဲ့ကန်ယူဒန်သဲတောင်ပြင်ခတ်ကျင်းခြင်းမှာပြုတ်သိမ့်နေထိုင်ရလျက်ရှိပါတယ်။ဟာမတ်အဖွဲ့နဲ့အပြစ်ခတ်ရစဲထားပြီးမဲ့လေဒီမင်းတျောက်မှာအစ္စရေးတပ်တွေကကွန်ကရစ်ကင်းစခန်းတွေတိဆောက်ပြီးမြင်းကိုဖျက်ချော်သူဘသူမဆိုပြစ်ခတ်မဲ့အကြောင်းကြေညာထားတာတွေ့ရပါတယ်။ အမေရိကန်ကလည်းအဝါရောင်မြင်းရဲ့တစ်ဖက်ချမ်းဖြစ်တဲ့အစိမ်းအောင်စုံကိုအစ္စရေးပါဝင်နိုင်ငံတကာစစ်ဖက်ထိန်းချုပ်မှုအောက်မှာထားရှိပြီးပြန်လည်တည်ဆောက်ဖို့နဲ့အခြားတစ်ဖက်ချမ်းရှိရာအနီအောင်စုံမှာတော့ဒီတိုင်းပြစ်ထားလိုက်ဖို့ရာရည်ရွယ်ထားပါရီအဲ့ဒါကိုအဲ့ဒါကို နောက်ထပ်သတင်းပုတ်အနေနဲ့ဒီဇင်ဘာလ10ရက်နေ့နောက်ပိုင်းကဂျပန်နိုင်ငံရဲ့အရှိမြောက်ပိုင်းဒေသတွေမှာလှုပ်ခတ်သွားခဲ့တဲ့ပြင်းအား9.5ရှိငလင်ကြီးကြောင့်အနည်းဆုံးလူရောက်30ကိုတရားရရှိစေခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာလ9ရက်နေ့အရောက်မှာငလင်ဘေးတင်ဒေသခံ9000လောက်ကိုသူတို့ရဲ့နေအိမ်တွေကနေဘေးလွယာပြောင်းရွှေ့ပေးပြီးဖြစ်တယ်လို့ဆူနာမီတတိပေးချက်တွေကိုလည်းအာဏာပိုင်တွေကရုတ်သိမ်းခဲ့ပါတယ်။ အဲ့ဒီအင်အားပြင်းငလင်ကြီးဟာတနင်္လာနေ့ညပိုင်း7:15နာရီ15မိနစ်အတွင်းအာအိုမိုရီစင်စုကန်ယူတဲ့မှာလှုပ်ခတ်သွားခဲ့တာဖြစ်ပြီးဂျပန်အရှေ့မြောက်ပိုင်းကလူနေအိမ်တွေနဲ့အခြေခံအဆောက်အအုံကိုပါဖျက်ဆီးစေခဲ့ပါတယ်။အဲ့ဒီနောက်ဂျပန်မိုးလေဝသအေဂျင်စီ GMA ကအရှေ့မြောက်ကန်ယူတဲ့မှာဆယ်ပေအထိမြင့်မားတဲ့ဆူနာမီလှိုင်းတွေရိုက်ခတ်လာနိုင်တဲ့အကြောင်းကိုသတိပေးထားပါတယ်။ ဒါပြင်ဟော့ကိုင်းဒိုအာအိုမိုရီနဲ့အီဝါတီခန်တွေကလည်းတတိပေးချက်တွေကိုအသီးသီးထုတ်ပြန်ထားရပြီးစိတ်ကအများပြတ်မှာဆူနာမီလိုင်းတွေမြင်တွေ့လာရကြောင်းဖော်ပြထားပါတယ်။လောလောဆယ်မှာတော့ကြီးကြီးမားမားပျက်စီးဆုံးရှုံးတဲ့သတင်းတွေမကြားရသေးဘူးဆိုပြီးဝင်းကြီးချုပ်ဆာနာအဲတာကာအီချီကိုတိုင်အတည်ပြုသွားပါတယ်။ဒါပေမဲ့လည်းလာမယ့်တပတ်တာအတွင်းအင်အားပြည့်ငလင်တစ်ခုထပ်လုံနိုင်ခြေရှိတဲ့ကြောင်းဒေသခံတွေကို GMA ကတတိပေးထားပါတယ်။ ဆလတ်တင်ဆက်ပေးမှာကတော့ကလေးတငယ်တွေဆိုရှယ်မီဒီယာအလွန်ကျုံသုံးဆွဲတဲ့အခါအာယုံစူးစိုက်မှုကိုထိခိုက်စေနိုင်ပြီးကနာမငိမ့်တဲ့ယောဂါဖြစ်ပွားမှုနှုန်းမြင့်တက်လာစေနိုင်တယ်လို့သုတေသနပညာရှင်တွေကသတိပေးလိုက်ပါတယ် ဒါ Carolinska Institute နဲ့ Oregon Health and Science University တို့ပူးပေါင်းပြီး American နိုင်ငံကအသက်70နှစ်နဲ့76နှစ်ကြားကလေးပေါင်း8300ကျော်ကိုလေ့လာစောင့်ကြည့်ခဲ့တာပဲဖြစ်ပါတယ်။အဲနောက် Video Game ကစားတာနဲ့ရုပ်သံကြည့်ရှုတာတွေဟာအာယုံစူးစိုက်မှုပေါ်တက်ရောက်မှုတိတ်မရှိပေမဲ့လေ Social Media သုံးဆွဲတာကတော့ကလေးတွေရဲ့အာယုံစူးစိုက်မှုညှော်နေစေတဲ့ ADHD လက္ခဏာတွေကိုပုံမှန်ဆွေးရစေနိုင်ကြောင်းဖော်ပြထားပါတယ်။ social media ပေါ်မှာ message တွေနဲ့အကြောင်းကြားစာတွေအဆက်မပြတ်ဝင်ရောက်လာတဲ့အခါစိတ်နှောက်ယှက်ဖြစ်စေနိုင်ပြီး message ဝင်လာမလားဆိုတဲ့အတွေးတစ်ခုတင်းတဲ့တွင်စိတ်အာရုံလွင်ပါစေပါတယ်လို့ပမုခ Tokel Cleanpark အနေနဲ့ရှင်းပြတော့ပါတယ်အဲ့ဒီကလေးတွေဟာအသက်9နှစ်အရွယ်မှာတနေ့ကိုမိနစ်30လောက်သာဆိုရှယ်မီဒီယာသုံးဆွဲရကနေအသက်73နှစ်အရောက်မှာတော့နှစ်နာရီခွဲလောက်ထိတွေးမြင့်သုံးဆွဲလာကြတယ်လို့လဲထောက်ပြထားပါတယ် ဒါပြင်2003-2009ကာလအတွင်း American ကလေးတွေကြား ADHD ဖြစ်ပွားမှု6.5%ခန့်သာရှိခဲ့ရကနေ2020-2021မှာတော့17.3%အထိကိုမြင့်တက်လာခဲ့ပါတယ်။အဲ့ဒီတွေးရှိချက်တွေအရဤပညာကုမ္ပဏီတွေအနေနဲ့အသက်အရွယ်စီစစ်တာတွေကိုပုံမှန်တင်းကျပ်တာမျိုးအပါအဝင်ရှင်းလင်းတဲ့လမ်းညွှန်ချက်တွေပါချမှတ်ပေးဖို့လိုအပ်နေပါတယ်ဆိုပြီးသုတေသနပညာရှင်တွေကတိုက်တွန်းထားခဲ့ပါတယ်။ နောက်ဆုံးသတင်းပုတ်အနေနဲ့ Paramount Skydance ဖြော်ပြီးကုမ္ပဏီကနေ Warner Brothers Discovery ရဲ့လုပ်ငန်းတွေကိုဝယ်ယူဖို့အတွက် Netflix နဲ့အပိုင်းကမ်းလှမ်းထားတဲ့အကြောင်းသိရပါတယ်။ Paramount ဘက်က Warner Brothers ကုမ္ပဏီတစ်ခုလုံးကိုဒေါ်လာ108.4ဘီလီယံနဲ့တန်ဖိုးသတ်မှတ်ခဲ့ပြီးကမ်းလှမ်းထားတာလည်းတွေ့ရပါတယ်။ အဲ့ဒီတဲမှာ Trump ရဲ့တမတ်ဖြစ်သူ Jared Kushner ပိုင်ဆိုင်တဲ့ Affinity Partners လုပ်ငန်းအပါအဝင် Saudi Qatar နဲ့ UAE လိုမျိုးအရှိလေပိုင်းဒေသကယင်းနီးမြုပ်နှံမှုတွေလည်းပေါဝင်လာတာကိုတွေ့ရပါတယ်။အခုလိုမျိုးဘီလီယံပေါင်းရာနဲ့ချီကျွဲဝတဲ့ Ellison မိသားစုပိုင်း Paramount Corporation ကနေ Warner Brothers Share တခုကိုဒေါ်လာ30နှုန်းနဲ့ Share ရှင်တွေစီတိုက်ရိုက်ကမ်းလှမ်းထားတယ်လို့လဲဆိုပါတယ်။ Republican Party တို့အကြီးအကျယ်လှူဒန်းခဲ့တဲ့ Larry Ellison နဲ့ Donald Trump တို့ကြားဆက်ဆံရေးကောင်းမွန်ကြတဲ့အလျောက် Paramount ရဲ့ကလန်ချက်ဟာခိုင်မာတင့်လျော်တယ်ဆိုပြီးရှုမြင်လာကြပါတယ်။ဒါပေမဲ့လည်း Warner Brothers ကတော့ Netflix ကိုသူတို့လုပ်ငန်းတွေရောင်းချမဲ့အကြောင်းဒီဇင်ဘာလ9ရက်နေ့မှာကြေညာထားပါတယ်။ဒီသဘောတူညီချက်အရ Warner Brothers ရဲ့ကြွေးမိတွေအပါအဝင် HBO လိုမျိုး online ရုပ်သံကွန်ရက်တွေနဲ့အတူရုပ်ရှင်စတူဒီယိုတွေပါထက်ထွက်လိုက်မယ်ဆိုရင်စုစုပေါင်းဒေါ်လာ83ဘီလီယံလောက်တန်ကြီးရှိပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးသမ္မတ Trump က Kushner နဲ့ဆွေးနွေးထားတာမျိုးမရှိသေးဘူးလို့ဆိုတဲ့အပြင် Netflix ရော Paramount ကိုပါသူ့ရဲ့မိတ်ဆွေတွေမဟုတ်ကြောင်းမှတ်ချက်ပြုထားပါတယ်။ Warner Brothers နဲ့ Paramount တို့ပူးပေါင်းနိုင်ခဲ့မယ်ဆိုရင်သူတို့ထက်လုပ်ငန်းအရွယ်အစားကြီးမားတဲ့ Netflix နဲ့ Disney လိုမျိုးပြိုင်ဘက်တွေနဲ့ရှင်ပြိုင်လာနိုင်မှာဖြစ်တာကြောင့်ပိုပြီးသင့်လျော်တယ်လို့လေလာသူတွေအနေနဲ့သုံးသပ်ထားကြပါတယ်။လောလောဆယ် Warner Brothers ဘက်ကကန့်လန့်ချက်တွေကိုပြန်လဲစီစစ်သုံးသပ်နေပြီမဲ့လေရည်တည်ချက်ပြောင်းလဲဖို့ရမရှိသေးဘဲအလုတ်ဖွင့်ချိန်ဆက်ရက်တွင်အကြောင်းပြန်မယ်လို့သာ တုံ့ပြန်ထားပါတယ်။တချိန်ထဲမှာ Netflix ဟာ ခါပေးကြည့်ရှုသူ subscriber တန်းပေါင်း300ကျော်နဲ့ကမ္ဘာအကြီးမားဆုံး streaming company ဖြစ်ရပ်တည်နေတဲ့အလျောက် Hollywood ပေါ်လဝကြီးအုံနိုင်ခြင်းနဲ့ပတ်သက်ပြီးစိုးရိမ်နေကြတာဖြစ်ပါတယ်ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုတလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရစေကျွန်တော်ကတော့ကေဆက်နိုင်ပါ